အားလုံးမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion B တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ England Lewis စင်အသင်းကမနေ့ညကလန်ဒန်မြို့က Wembley ခွင့်ကြီးမှာဒါကျွန်တော်တို့ Britain ရဲ့ Derby ပေါ့လေ British Derby ဖြစ်တဲ့ Wasting နဲ့ကျွန်တော်တို့ကန်းနေ Wasting ကတော့အခုလက်ရှိမှာ Craig Bellamy ကင်တွင်နေတယ်သူတို့ကလည်း ဝေါ်ကက် qualify အောင်ဖို့အတွက်တော်တော်လေးချမ်းရှိတယ်သူတို့ကတင်းလာနေမှာ Belgium နဲ့ကန်ရမယ် England က Serbia နဲ့ကန်ရမယ်ဆိုတော့ဒီနှစ်သင်းတွက်တကယ့်ကို historic ခြေစမ်းပွဲကန်တဲ့အချိန်မှာ Thomas Tuchel တွက်အင်ကွင်းမှာနောက်ထပ်ရလက်ကောင်းကိုပိုင်ဆိုင်ထားတယ်ဆို England ကအခု World Cup qualify မှာတခြားမှာရောခြေစမ်းပွဲတော်တော်များများမှာကျွန်တော်တို့စနီကောကိုသူတို့ရှုံးတာကလွဲရင်တော်တော်များများက clean sheet ရတယ်နိုင်ပွဲရတယ်ခြေစွမ်းတော်တော်လေးထပ်ပြီးတော့အင်္ဂလန်ရလက်ကောင်းတဲ့အချိန်မှာဒီနေ့ဒီပြ Thomas Tuchel ကအပြောင်းလဲအချို့လုပ်တယ်ဆိုတော့ Tuchel ကဒီပွဲမှာအပြောင်းလဲအချို့လုပ်တယ်တိုက်စစ်မှာ Bakayu Saka ပြန်ပါပြီးတော့ Hurricane injury ဖြစ်တဲ့အတွက်ကြောင့် Oli Wicken နဲ့ဟိုဘက်က Anthony Gordon ထားတယ်ဆိုတော့ကျွန်တော်တို့နံပါတ်10ရူမှာ Morgan Roger ကစားတယ် Kopa မှာလည်းဒါ November ထိတန်ရနေတဲ့အချိန်မှာဒါတစ်ဖက်ကကွင်းတွေက Elias Anderson ကို Declan Rice နဲ့တွဲပြီး Kansas က Konsa ရဲ့ ဂျွန်စတိုးရဲ့မာကေဟီနဲ့တစ်ဖက်ကဂျက်စပန်ကစားတာဗောလေကိုသမားကတော့အပြောင်းလဲမရှိဘူးဂျော်ဒန်ပစ်ဖို့ဝေးစ်ကတော့အခုကီဖာမိုးဆိုတဲ့ကစားမအပါဝင်နောက်ဘိုးမောက်ကဘရူးစ်ကဟာရီဝီဆန်ရဲ့ဘရန်ဒန်ဂျွန်ဆန်ရဲ့ဒါဝေးစ်ကကစားမကြီးလေတော်တော်လေးကောင်းတယ်နော်ခံစစ်မှာဆိုရင်ဘန်ဒီဘေးစ်တို့ဂျိုးရွန်ဒွန်တို့နီကိုဝီလျံတို့ပါတယ်ဒါပေမဲ့ ီပွဲရဲ့အဓိကအဆုံးဖြတ်ကပထမပိုင်းပဲပထမပိုင်းမှာအင်္ဂလန်ဟာတော်တော်လေးကောင်းတယ် chance တွေလည်းရဒုတိယပိုင်းကတော့ quiet game ဖြစ်တယ်ဒါကျွန်တော်မှတ်မှတ်ရရ Marcus Rashford ဝင်လာတဲ့အချိန်မှာဒီ Anthony Gordon ပို့လိုက်တဲ့တလုံးရယ်နောက် Saka ပေးလိုက်တဲ့အလုံးမှာ Morgan Roger တိုင်ထိသွားတဲ့အလုံးအလောက်ပဲရှိတယ်ဒါပေမဲ့ပထမပိုင်းတစ်ပိုင်းလုံးမှာအင်္ဂလန်ပိုကောင်းတဲ့အသင်းဖြစ်တယ်နောက်တစ်ခုက yet again set piece တွေပဲ Douglas Rice ရဲ့ set piece တကူရှိတယ်တိုက်ရိုက်100% set piece ကကိုးသွင်းတာတော့မဟုတ်ဘူးအဲ့ set piece ကကြာလာတယ် ြန်ပေးတယ်ဒါပေမဲ့အဲ့လိုပထမတစ်ခေါက် set piece မှာ John Stone ရှီပို့လိုက်တယ် Stone တိုက်လိုက်တာကနေဘေးထွက်သွားကနေမှာ Marquez ကပြန်ပြီးတော့ဆယ်ပြီးတော့မှချပေးတာကနေ Morgan Roger တွင်းတယ်တခါဒုတိယလုံးလည်းအဲ့တိုင်းပဲ Rice ကထောင်းကန်ဘောကစင်ပြန်လာတယ်ပြန်ထွက်လာတာကိုပခိုင်ယူဆက်က cross ပို့တယ်ပြန်ကြတဲ့အလုံးကနေထုံးစံတိုင်းပဲ ဒီဘယ်လိုပြောမလဲ far post မှာရှိတဲ့ roger ပေးတာကနေ only weekend ပိတ်သွင်းတယ်ဒါတော့မှနော် only weekend အပိုင်ပိတ်ရတဲ့တလုံးရှိသေးတယ်အသာလေးပိတ်ရတာဗျာသူအပေါ်ထောင်သွားတယ်ဆိုတော့အင်္ဂလန်ကပထမအစောပိုင်းမှာတည်းကပွဲအစပဲရှိသေးတယ်သူတို့ဇက်တိုက်ပဲဒုံဒုံနဲ့ကိုးတွေဇက်တိုက်သွင်းပြီးတော့3မိနစ်မှာတကူ7မိနစ်မှာတကူတွင်းပြီးတော့မှမိနစ်20ပါပခါယူစာကတကူတွင်းတယ်အဲ့လုံးကလည်းတကယ် quality လုံးပဲအဲ့ဒါကွန်ဆာပေးတဲ့လုံကနေပေါ့လေဒါကွန်ဆာပေးတဲ့အလုံကနေဒါအစကာရဲ့သူ့ရဲ့ favorite love food နဲ့ ဒါထုံးတာ night train နဲ့ cut inside လုပ်တယ်တောင်းထဲကိုဖြတ်ကန်သွားတယ်ကိုးသွားတယ်ဒါက arsenal အသင်းရဲ့ saka အတွက် international level မှာ arsenal ကစားမတယောက်အနေနဲ့73ဂိုးသွင်းပြီးတော့ဒါအများဆုံးသွင်းနိုင်တဲ့သူဖြစ်မှတ်တမ်းဝင်ပြီးတော့ပခါယူဆာကာကအခုသူ့ရဲ့ right position ပြန်ယူတယ်ဒီကြားထဲမှာတူးချင်းဆွတ်ဆောင်ရေအင်္ဂလန်ကွာပါတယ် waste ဒုတိယပိုင်းမှာ waste လေးပြန်ကောင်းတာပြန်ပေမဲ့ thomas tuchel အတင်းကဒီတပ်ပူဂိုးရတဲ့လို့သူနည်းနည်းတော့ပေါက်ကွဲသွားတချို့လုံးနေဆိုသူရတဲ့တယ်ဒါပေမဲ့အဆုံးသတ်မှာအင်္ဂလန်ဟာအခုဆိုရင် jordan pickford ကလည်းဒုတိယပိုင်းမှာ kiefer mo အပါဝင် brooks နဲ့အပိုင်း chance 3လေးလောက်ရတယ် waste ဒါပေမဲ့အဲ့ဒါအင်္ဂလန်ရဲ့ခံစည်းကနောက်ဆုံးမှာ ဒါအကောင်းဆုံးတုံ့ပြန်ခဲ့ပြီးတော့သူတို့ဘယ်လိုပြောမလဲ clean sheet ယူသွားတယ်နောက်ပိုင်းမှာဒါဘယ်လိုပြောမလဲ Morgan Kip White က Roger နေရာမှာကစားတယ် Dangler Rice နေရာမှာဒီ Lottie Chi ပါပြီးတော့ Saka နေရာမှာ Jared Bowen နဲ့ Jordan Henderson က Elliot Anderson နေရာမှာဝင်ကစားတယ်နောက်ပွဲပြီးကနေကြမှာ Louis Kelly က ဂျွန်စတုန်းနေရာမှာကစားသွားတယ်။ဘာဖြစ်ဖြစ်မစိုးအင်္ဂလန် solid ဖြစ်တယ်။ဒါတို့နိုင်ပွဲရတယ်။အခုတို့အရေးကြီးတဲ့ဒါ World Cup Qualifying ဖြစ်ဆာဗီယာကိုတွားခံရမယ်။ Wales က Belgium နဲ့ကန်ရမယ်။ဒီနေရာမှာ Euro ချေစပွဲအဲ့အချိန်ကန်တာပေါ့လေအင်္ဂလန်ချေစပွဲအချိန် Euro ချေစပွဲမှာတောက်လျှောက်ဂိုးမြူနေတဲ့ Whiteland ကဒါ Belarus ဘက်နဲ့ပွဲမှာ Denmark က6-9ပြနေနိုင်တဲ့အချိန်မှာ Whiteland တယောက်တည်းထပ်ပြီး2ဂိုးသွင်းတယ်။ဒီနေ့ပွဲမှာ Patrick Dugu လည်းတဂိုးသွင်းပြီးတော့ Denmark က6-9ပြနေနိုင်တဲ့အချိန်မှာ Scotland ကတော့သူတို့အင်ကွဲမှာ ါချေစွမ်းထက်တဲ့ဂရီကို၃ဂိုးပြတ်နေနိုင်တယ်။တောက်နယ်သာလန်ပေါ့လေခိုဒီဂေပိုရဲ့ပယ်နတီ၂ဂိုးအပါဝင်နယ်သာလန်ကမော်တာကို၄ဂိုးပြတ်နေနိုင်တယ်။မန်ချက်စတာစီးတီးရဲ့ရိုင်တာလည်း၅ပေါက်တွေ့ပြီးတော့မှမန်ဖီဒီပိုင်းလည်းနောက်ကျကိုတကူသွင်းတယ်။နယ်သာလန်ကအခုဒီအုပ်စုမှာလည်းသူလည်း၅ပြတ်နိုင်ပွဲရပြီးတော့ Austria Rough Runner ရဲ့ Austria က ဆမ်မာရီနိုကို16ပြတ်နဲ့နိုင်လိုက်တယ်။သူယူရိုပီးယံအသင်းတွေကတော်တော်လေးဝီးဖြစ်တယ်ဗျာ။အဲ့မှာမာကိုအနာတိုဗစ်တယောက်တည်း၄ဂိုးသွင်းပြီးတော့ဩစတြီးယားက16ပြတ်နဲ့နိုင်သွားပြီးတော့မှခရိရှားနဲ့ချက်တည်ကြတယ်။ဖာရိုဂျိုးစုများဆိုကျွန်တော်ငယ်တုန်းကဆိုဂိုးပြတ်သိခံရတဲ့အသင်းသူတို့ကအခုမွန်တီနီဂိုအသင်းကို၄ဂိုးပြတ်နဲ့နိုင်သွားတယ်။ဆိုတော့အခုယူရိုချစ်စစ်ပွဲတွေမှာအခုဒမ်မတ်အုပ်စုမှာဆိုရင်ဒမ်မတ်က၃ပွဲနိုင်၃ပွဲမှာ9မှတ်ရထားပြီးတော့စကော့တလန်နဲ့အပတ်တူရှိတယ်။အဲ့အောက်မှာ တခြား group တွေရှိတာဗောလေဒါအခုလောလောဆယ်မှာဒီဘယ်လိုပြောမလဲဆိုတော့ဒီဒက်မတ်က9မတ်ရထားတဲ့သူ group မှာပြင်သစ်တော့တော့မကစားဘူးဒါအော်စတြီးယားကလည်းနယ်သာလန်ကအခုဒါ9ပွဲမှာ73မတ်ရပြီးတော့ပိုလန်က10မတ်ရထားတယ်။နောက်ဖင်လန်က10မတ်ရပြီးတော့အော်စတြီးယားကတော့9ပွဲကစား15မတ်ဘိုစနီးယားက73မတ်ရထားတယ်။နော်ဝေးတို့ကတော့နော်ဝေးကလုံးဝ clearly ဖြစ်နေပြီးတော့ဒါဝေးစ်ကဒီလက်ရှိမှာဘယ်လ်ဂျီယံနဲ့သူတို့ Monday မှာကံမယ်။သူကတော့10မတ်စီဖြစ်ထားပြီးတော့ အင်္ဂလန်ကလည်းကန်တော့မကန်သေးဘူးလေသူတို့ကနောက်တစ်ပတ်မှာခရိရှားနဲ့ချက်က73မှတ်စီဒါပေမဲ့ခရိရှားကတပွဲရော့ထားပြီးတော့ဒါကအခုလက်ရှိအင်္ဂလန်ရဲ့ဒါခြေစမ်းပွဲနဲ့ဒူးယူရိုဝေါ့ကပ်ကွာလီဖိုင်းပွဲတွေပါဟွိုင်လန်ကဂိုးမြူနေစေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်